မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြန်မာဒီမိုကရေစီကြီးနဲ့သူရဦးတင်ဦးသာဦးထဲကမွေဘွေးနဲ့တူသောအာနာရှင်ဦးနေဝင်းဤသားတစ်ပည့်ကျွန်တော် ထက်တနေ့ရတွင် ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ကဗိုလ်ချုပ်ကြီးနေဝင်းကိုအမြဲအစဉ်သဘောထားကြည်လင်စွာဆက်ဆံယူတည်ခဲ့တော်လဲဗိုလ်ချုပ်နေဝင်းအနေဖြင့်ကျွန်တော်အပေါ်တွင် နောင်ခါ၌ဆက်ဆံရေးကျဲလာသည့်အစဉ်အပြင်းများမြင်လာခဲ့ရသည်ဥနေဝင်းကကျွန်တော်အပေါ်တွင်မယုံကြည်ကြတော့ဘူးဆိုရင် ကျွန်တော်ကိုခိုင်း၍ရမရပါမည်လားဟုသဘောပေါက်ခြင်းလဲပေါက်လာနိုင်ပြီသည် 1984ခုနှစ်တွင်ဥတန်ရေခင်းကြီးဖြစ်ပေါ်ခဲ့စဉ်ကရန်ကုန်တိုင်း၌မာရှယ်လောစစ်ဥပဒေထုတ်ခဲ့စဉ်ဥနေဝင်းဤသားချိုးဝေဝင်းကိုကျွန်တော်လက်အောက်ကစစ်အရာရှိတဦးစကားပြောမလိမ္မာခဲ့ခြင်းကိစ္စများမှာဥနေဝင်းကကျွန်တော်အပေါ်မယုံမကြည်ဖြစ်เสียအကြောင်းဖန်ခဲ့ပါသည်နိုင်ငံတော်သမ္မတဥနေဝင်းဤသား ။သပင်ရှိထားသောဖြိုးဝင်ဝင်အားသပင်ညက်ဆိုင်၌သပင်တူတူညက်ရန်စစ်အရာရှိတို့ကအတင်းအကျပ်ပြောဆိုနေစဉ်ဖြိုးဝင်ဝင်ကမိမိသည်နိုင်ငံတော်သမ္မတဦးနေဝင်၏သားဖြစ်ကြောင်းပြန်ပြောလေသည်။အိန္ဒိယ၌မလိမ္မာသောစစ်ဘိုလ်ကယနေ့နိုင်ငံတော်မှာမာရှယ်လော့စစ်ဥပဒေနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးသူရတင်ဦးကအုပ်ချုပ်နေသည်။နိုင်ငံတော်သမ္မတဦးနေဝင်အုပ်ချုပ်နေသည်မဟုတ်ဟု မောက်မာရင်သည်စွာပြောဆိုခဲ့ခြင်းမှာစင်စစ်မပြောအပ်သောစကားပင်ဖြစ်သည်ယင်းစေဘုံဤအပြောဆိုကြောင့်ဖြိုးဝေဝင်းကသူဤဖခင်ဦးနေဝင်းအားပြန်တိုင်သဖြင့်ဦးနေဝင်းကကျွန်တော်အပေါ်၌အကြည့်အကျယ်စိတ်ဆိုးဒေါသထွက်ကာရန်ညှိုးထားမိမှာမလွဲပင်ဤကိစ္စမှာဦးနေဝင်းကကျွန်တော်အပေါ်တွင်ညှိုးညင်းပွေရာအ धिक အချက်ကြီး ဖြစ်လာနိုင်ပါသည်ဦးနေဝင်းကကျွန်တော်အပေါ်တွင်အခြားညှိုးညင်းပွေရာကိစ္စတရမှာ မြို့နယ်များရှိတပ်မတော်တိုင်ရင်တပ်ဖွဲ့များတွင်ကျွန်တော်တပ်ပုံကိုချိန်ဆွဲလာကြခြင်းဖြစ်သည်ဗိုလ်ချုပ်အောင်ဆန်းပုံဗိုလ်ချုပ်နေဝင်းပုံဗိုလ်ချုပ်ဆိုင်းယူတို့ဤတပ်ပုံများချိန်လင်လုံလောက်ပြီးဖြစ်ပါလျက်ကျွန်တော်တပ်ပုံကိုပါပုံကြီးချက်မမောင်ထူကြီးတက်ပြီးချိန်ဆွဲလာကြသည်ထို့သောမလို့ပါရင်ကျွန်တော်ကအချိန်ကြီးမေတ္တာရက်ခံပါတော့လဲအရာမထင်ခဲ့ပေခက်ဒီမှာမိမိကိုချစ်ကြည်ညိုပါသည်ဟုဆိုပြီးထို့သောကျွန်တော်တပ်ပုံများ နိုင်ငံတော်တိုင်ရင်တပ်ဖွဲ့ရုံးငန်းများ၌ချိတ်ဆွဲလာခြင်းပေါ်မလုံနဲ့ဟူ၍အမိန့်အသီးကြားထုတ်ပြန်တားဆီးရမှာလဲကျွန်တော်အတွက်အခက်အခဲတွေ့နေရတယ်ကျွန်တော်ပုံကိုတက်မတော်ကာဝေးဥစ္စာချုပ်အဖြစ်ဗိုလ်ချုပ်ကြီးနေဝင်တပ်ပုံနဲ့တဒန်းနဲ့ထားချိတ်ဆွဲလာကြသည်ကို တွေ့ရသည့်အခါဗိုလ်ချုပ်နေဝင်က သူ့ကို ကျွန်တော်ကရှင်းလာမည်လားဟု တွေးကောင်း တွေးပါလိမ့်မည်ထို့သောကျွန်တော်တပ်ပုံကိုဗိုလ်ချုပ်နေဝင်တပ်ပုံနဲ့အရှင်တွဲချိတ်ရ၌ အလောက်ဆုံးပုဂ္ဂိုလ်ပြောမရအဆိုမရတာမရအစီမရလောက်သူကတော့ဘိုးကြီးကိုသူကကျွန်တော်တပ်ပုံကိုမချိတ်ပါနဲ့ဟု ပြောဆိုတားဆီးသူကို နားမထောင်မဲအလောက်ဆုံးပုဂ္ဂိုလ်ပြီးတော့ကျွန်တော်ယာတို့ကဖယ်ရှားခံရသည့်အခါကျွန်တော်ကိုအပုတ်ချဆုံးလောက်သူမှလည်းဘိုးကြီးကိုပါပဲအားလုံးသိပါလိမ့်မည်လမ်းစဉ်ပါတီအစိုးရမပြုတ်ကြမီဒုတိယသမရဖြစ်လာသောဘိုးချုပ်အေးကိုဦးအေးကို ဒီဘိုလ်ကြီးကမူလပထမတွင်ကျွန်တော်မြောက်စားခဲ့သည့်သူပါဘိုလ်ချုပ်နေဝင်းကသူ့အနားမှာထားရန်ရင်းရင်းနှီးနှီးနဲ့လုံခြုံရေးဆောင်ရွက်ရန်လူရှာပေးပါဆိုပြီးတရင်လေးမှာရှိနေသော အုပ်စုနှင့်တိုင်ပင်ရတော်သည်ထိုအချိန်တွင်ဘိုးစိန်လွင်ပါသည်ဘိုးစံကြည်ပါသည်ဘိုးအေးကိုပါသည်သူတို့အထဲမှာမှဘိုးနေဝင်းသဘောကျသူကိုယူပါဆိုပြီးဘိုးချုပ်နေဝင်းကဘိုးအေးကိုအားသဘောကျကယူသွားသည် ဘိုးအေးကိုကဖျားပုံမှာတော်တော်လေးအလုပ်လုပ်ပြခဲ့သည်ဘုံအေးကိုအဖြစ်ယာယီတည်ရင်မှုတာဝန်ယူထားသည်ကျွန်တော်တိုင်းမှုကတစ်ဆင့်ဒုတိယကာကွယ်ဦးစီးချုပ်ဖြစ်လာတော့ဘိုးအေးကိုကဒုတိယဦးမူကြီးပဲရှိသေးသည်ဒီအချိန်မှာဒုတိယဘုံမူကြီးအေးကိုကခလာရ30တည်ရင်မှုတာဝန်ထမ်းဆောင်နေပြီကျွန်တော်ကဘုံချုပ်နေဝင်ထံသို့ဘိုးအေးကိုအားပေးပို့လိုက်သည်နောက်ဘိုးစိန်လွင်တို့ဘိုးစန်းကြီးဘိုးရဲကောင်တို့ကလည်းဘိုးအေးကိုအားသဘောကျကြသည် နောက်ပိုင်းကိုရေးကိုနဲ့ကိုစိန်လူတို့နှစ်ယောက်တငယ်ချင်းချင်းပေါင်းဖက်တွေ့သွားကြဟန်ရှိသည်ပြောရအောင်မီဘိုးစိန်လွင်းကနောက်အခါနောက်တာအစိုးရဖွဲ့တွင် လုံးမင်းနာမည်ကျော်ခဲ့သောဗီရဝိဇာဆရာမြိုင်ကို စင်တင်ပွဲထုတ်ခဲ့သူဖြစ်သည်1958ခုနှစ်အိမ်သောအစိုးရတက်လာ၍ဘိုးချုပ်ကြီးနေဝင်းကဝန်ကြီးချုပ်လုပ်ရသည်ဘိုးစိန်လွင်းကပြည်ရေးဝန်ကြီးဌာနတွင်ယာယီအတွင်းဝင်ဖြစ်လာသည် ဘိုးစိန်လွင်က တွင်းဝင်တာဝန်အရပြည်ထောင်ဝင်းထရလာအောက်ရှိ တိုင်းခရိုင်မြို့နယ်များကိုစစ်ဆေးခီးထွက်စဉ်ရဲစားခြင်းရဲချက်ကြီးမောင်မြိုင်နှင့်ဆုံမိသည်ရဲအရာရှိမြို့နယ်မှုတို့ကဘေးဒင်ပညာကျွမ်းကျင်သော မောင်မြိုင်နှင့်ပြည်ထောင်အတွင်းဝင်ဘုံမှုစိန်လွင်ကိုမိတ်ဆက်ပေးကြသည်ဤနေရာတွင်ဘုံကြီးလူတို့စစ်ဘိုလ်ပိုစိန်လွင်နှင့်ရင်းငတ်တုံး ရေတွေနဲ့ကျသွားလေဟန်ရှိနေသည် BIA တပ်မတော်နဲ့မဝင်မီ1942ခုနှစ်ပေါအောင်မြို့နယ်တွင် ကိုစိန်လွင်ဘုံကြီးဘဝမဟာဗုဒ္ဓိုင်ထူတက်ရောက်ကြိုးစားဗီရင်ကလေးမတော်တစ်ခေါက်သင်ခဲ့ဘူးဟန်ရှိနေသည်ယခုတော့မြို့နယ်တစ်ခုမှဗီရင်ဆရာရဲကြက်ကြီးကိုမြိုင်နှင့်စိုက်စိုက်မြဲမြဲအကြုံတော့ဘိုးစိန်လွင်ဗီရင်မေးကျင်လဲမေးပါလိမ့်မည်ကိုစိန်လွင်ကတကယ်နက္ခတ္တပညာရှင်ဖြစ်နေလေသည် ဒုံနစ်ကပြည်ထောင်ဝန်ကြီးဌာနအတွင်းဝင်ဗဟုစေလင်ရန်ကုန်ပြန်လာသောအခါရဲချက်ကြီးကိုမြိုင်ကိုခေါ်လာသည်။နောက်အခါရဲချက်ကြီးကိုမြိုင်အလုကထွက်ပြီးအတွင်းဝင်ဗိုလ်စေလင်ဌာန၌ထိုစဉ်ကခက်ဆားနေသောအထူးအရာရှိဖြစ်လာတော့သည်။နောက်တော့ဘေဒင်ကဝိအကျော်မော်ဆရာမြိုင်မှာဘိုးစိန်လွင်ထောင်းလိုင်းအရာရှိသူပဲဖြစ်လာသည်။ဘိုးစိန်လွင်သည်စီးရေးကိစ္စများနဲ့ပတ်သက်၍ကျွန်တော်အပေါ်တွင် ဘာမှပြောရဲသူမဟုတ်ကျွန်တော်ကိုအတော်ပင်လေးလေးဆဆဆက်ဆန်ခဲ့လေသည် ကျွန်တော်ကလည်းဘိုးစင်လင်းကြီးလူငွေကိစ္စများကိုဖေးမကူညီပေးခဲ့ရသည်ဘိုးစင်လင်းမကြမ်းမာရေးနိုင်ငံသားစုဆေးသွားကုမီဆိုသောအခါအစဉ်ပြောင်းကူညီစီစဉ်ပေးခဲ့သည် ထို့ပြင်ဘိုးစင်လင်းဘူရကာယာဖျားဘူးသွားမီဆိုသောအခါကျွန်တော်ကပင်ကူညီပေးခဲ့မှုပါသည်မြန်မာဘိုတင်ဦး1 and half ရာတူနောက်ဆုံးနေ ဦးနေဝင်မွေးခဲ့သည့်တပည့်များတွင်ဘိုးစိန်လွေနှင့်မြန်မာဘိုတင်ဦးတို့နှစ်ယောက်နှင့်ဘိုးစိန်လင်းကကျွန်တော်အပေါ်အမြဲတမ်းအစဉ်ပြေခဲ့၏မြန်မာဘူတင်ဦးကမူသူပြောခဲ့သောစကားနဲ့မညီညွတ်ပဲတလွဲလုပ်ခဲ့သူဖြစ်သည်။ရှီပိုင်း၌ပြောခဲ့ပူသည့်အတိုင်းရခင်ကမြန်မာတင်ဦးသည် ကျွန်တော်ကိုကြီးညိုလေးစားကြောင်းရှေ့တွင်ပြော၏နောက်ွယ်မှာကျွန်တော်ကိုချရန်ဆောင်ရန်တီးရန်အမြဲကြံစည်နေသူဖြစ်လေသည်။ ဘုံစင်လုံရောမြတ်မှန်တင်ဦးပါသွေးတမျိုးပါနေသည်ဘုံစင်လုံကပေါင်မျိုးဇာတိမြတ်မှန်တင်ဦးကမူတော်မျိုးဇာတိဆိုတော့ဝန်သွေးဆွဲဆွဲမြဲမြဲပါနေကြပါသည်ကိုစင်လုံရဲ့ကိုတင်ဦးရဲ့ကမွန်နဲ့ပတ်သက်တော့အပိုင်းတွင်ဘယ်တော့မှ အထီးမခံမီသူတို့နှစ်ဦးစလုံးကမွန်ပြည်နယ်ရရှိရေးအတွက်လုံမှန်အားထုတ်ရန်ဆန္ဒပြင်းပြကြသည်လူတိုင်းက one and half ခေါ်ဆောင်နေကြသော မြန်မာဘူတင်ဦးသည်နောက်ပိုင်းကျတော့သူ့ရာတို့၏နောက်ဆုံးနေ့ကိုမလွဲမသွေတွေ့ကြုံသွားရသည်သာဖြစ်သည်မြန်မာဘူတင်ဦးမှာထောင်နှခမ်းလမ်းလျှောက်နေသလိုလောက်ရက်တွေကများခဲ့သည်ဒီเจ้าကို ပြောပြပါဦးပြီဦးနေဝင်းနေညီငယ်နှစ်ယောက်ရှိသည်ကိုသိန်းညွန့်ခေါ်ကိုညီညီနှင့်သခင်လှထွန်းလို့ဖြစ်သည်ဦးနေဝင်းညီကိုသိန်းညွန့်ခေါ်ကိုညီညီနှင့်ကျွန်တော်တို့အလွန်ရင်နှီးကြပါသည် ကိုသိန်းကျော်မှာယခုတိုင်မြေတိန်နိုင်ငံလန်လန်မြို့တွင်အသက်ရှိထင်ရှားရှိနေသေးသည်ဟုထင်ပါသည် ကိုသိန်းကျော်ခေါ်ကိုညီညီကဦးနေဝဲနှင့်အလွန်မေရုပ်ချင်းစင်တူသည်ကိုညီညီကျွန်တော်တို့ဧကံမွဲတစ်ခုမှာစုံမိကြစဉ်ဤသို့ပြောပြဘူးသည်ဘိုးတင်ဦးဘိုးတင်ဦးခမရအောင်ကျွန်တော်တို့ပြောရအောင်မယ်အဖိုးကြီးကမျက်မှန်တင်ဦးကိုတော်တော်ဝဲမျက်စိစပမွေးစူးနေပုံရတယ် ကိုနီနီကထိုးလို့ပြောတော့လေကျွန်တော်ကသူ့စကားကိုဝေဖန်ထောက်ခံဆွေးနွေးမှုမပြုလိုက်ပါဒေါ်လာကြလင်သူ့စကားကကိုယ်စကားဖြစ်သွားမိကိုစိုးရိမ်သောကြောင့်ဖြစ်သည်သို့သောကျွန်တော်ကဟုတ်လားဟုသာပြောခဲ့ပါသည်မြန်မာတင်ဦးပေါ်ဦးနေဝင်းကစောင့်ကြည့်နေသည့်သဘောပင်ဖြစ်သည်မြန်မာတင်ဦးလုပ်ခဲ့သည့်ဗျာကိဟာဆိုင်ကိစ္စမှာလည်းဝေးကြည့်စီဝါရီတွေရှုပ်ထွေးပွေလီဖြစ်နေသည်နောက်ဆုံးနေမြန်မာပေါ်တင်ဦးခံသွားရသည်မှာသူ့သားမင်္ဂလာဆောင်ကိစ္စဖြစ်သည် ။ဦးနေဝင်းကအတူသမီးမင်္ဂလာဆောင်ကိုပဲအိမ်မာတယ်နည်းနည်းနဲ့ကျဲသေးဝိုင်းလုပ်ခဲ့တယ်။ယခုမြန်မာပို့တင်ဦးကသူ့သားမင်္ဂလာဆောင်ကို ကုန်းမြင်သာတက်မတော်ခမမှာတီးတီးတဲကျင်းပခဲ့ပြီးဟန်နီမွန်ခီးကိုယူရီးယားနိုင်ငံသွားသည့်အထိချဲ့ကားခဲ့သည်ကို မြင်တွေ့ကချက်ချင်းပဲမြန်မာတင်ဦးကိုယာရုကဖြုတ်အင်းစိန်ချုပ်ထောင်လွင်းသို့ပို့လိုက်လေတော်သည်ဒီလိုဖြစ်ရခြင်းမှာစင်စစ်တော့စနစ်စိုးဤတံကိုခံရခြင်းပဲ ဦးနေဝင်းကအာနာရှင်အဖြစ်ဗီတိုအာနာယူထားသည့်ဖြစ်တော့သူစိတ်ထဲတွင်မတွေ့လေမတွေ့သလိုပင်တရားမျှတခြင်းရှိသည်မရှိသည်ကိုလုံးဝမစင်စားအမိန်ထုတ်ခြင်းဖြစ်ပါသည်ဦးနေဝင်းစိတ်ထဲမှာဖြစ်နေသည်ကဘဲကောင်ဟာငါ့ကိုခွာရာတိုက်နိုင်တယ်လေဟုသောတန်ဆရာဖြစ်အမြဲကြည်နေခြင်းဖြစ်သည်ထိုးကြောင့်မင်းတချို့ကပြောနေကြသည်ဦးနေဝင်းဟာမွေဝေးလူလူဖြစ်ပါတယ် မွေပွေးတွေကပေါက်ခံနေရင်အပံမကြရသည်မွေဟောက်ကတော့ပေါက်ခံနေရင်ရှူရှူရှဲရှဲနှာမုတ်တန်ကြရသည်မွေပွေးကမိသူမှအသံမပြန်ဘာပဲဖြစ်ဖြစ်ရံပြုတ်မီဆိုရင်တိတ်တိတ်ဆိတ်ဆိတ်နဲ့ရံပြုတ်လေးရှိသည်ဦးနေဝင်းကလည်းဤသို့ပင်ဖြစ်သည်လူတယောက်ကိုဒုက္ခပေးတော်မီဆိုရင်အပင်ကမမြင်နိုင်အပြုံးဝပြတ်တိတ်တိတ်ဆိတ်ဆိတ်နေပြီးတောက်ဖြုတ်ချလေးရှိသည်ဤတွင်ဦးနေဝင်းလုံးသမျှဒံကိုခါရမိသူမှာ ဂျွန်းလှန်ပြီးမှောက်လျက်ကြဒုက္ခတွေ့ရမည်ဖြစ်တော်လေ။ဘုန်းကြီးဝင်ကမတည်မလက်ဖြစ်ပြီးဆိုရင်သူ့မျက်နှာတွင်အရေးအောင်ပါမျှမမြင်ရပေ။တခုတော့ရှိသည်ဘုန်းကြီးဝင်ခီးထွက်သည့်အခါ၌ခါတိုင်းခေါ်သွားနေကြတပည့်တပန်းလက်အောင်ငယ်သားရာရှိကို သူ့ခီးသွားသည့်အခါ၌ခေါ်ယူသွားခြင်းမရှိတော့လင်သတိထားပြီတော့။ဘုန်းကြီးဝင်ကတနေ့နေ့တွင်နီးနီးဖြင့်ဒုက္ခပေးတော်မူမှာတေကြပေသည်မယောမရှိကြနဲ့ ကျွန်တော်ကိုဥနေဝင်းကဒီလိုပုံနဲ့ရဲရဲဆက်ဆက်ပြစ်ချခဲ့သည် မဟုတ်ပါလားကျွန်တော်ကိုဥနေဝင်းကဤသို့တစ်နှစ်ခန့်လောက်ခဲ့မှုဒီကိုသတိရပါသည်နောက်တော့အကွက်ဆင်းပြီးဖြုတ်ချလိုက်သည်ကိုကျွန်တော်ခံရသည် ထို့ပြင်ပြောစရာတစ်ခုရှိသည်ပါနောက်ပိုင်းဥတန်အေးခင်းဖြစ်ပြီးတင်းဦးစိန်ဝင်းအသက်ရှိပါသည်နေဝင်းဆိုင်ယူကြဆုံးပါစေဟုတ်เจ้าหน้าတွေအော်ဟစ်အကျွေးကြော်ကြသည် ။နောက်တယ်ဥနေဝင် သွေးတွေပါပြီးပြက်ပြီးဘယ်သူမှမယုံကြည်တော့သည့်ပုံဖြင့် CEO War Office Night ဥနေဝင်ကိုယ်တိုင်ရုံငါတခန်းလုပ်ပြီးရုံးလာထိုင်ခြင်းဖြစ်သည်။စီယုံနှင့်စစ်စင်ရေးခမ်းမယုံရှိသည်။ဒီရုံးခမ်းမအတွက်အတွဲမှာဥနေဝင်အတွက် ရုံးကန်တခန်းဖွဲ့ပေးရသည်။ထိုရုံးကန်တွင်လာရောက်ရုံးထိုင်ခဲ့သည်။ယခင်ကတော့မိခလန်းတွင်ရှိသော နိုင်ငံတော်သမ္မတကြီးဦးနေဝင်အိမ်တို့ကျွန်တော်တို့လည်းနဲ့ဆောဆောသွားပြီးစီဝေးလို့ဦးနေဝင်ညွှန်ကြားသမျှနာဂံမှတ်သားလှုပ်ဆောင်ကြရစေမည်ဖြစ်ယခုတော့မူထိုးသောမဟုတ်ပေဦးနေဝင်ကိုယ်တိုင်ဘယ်သူကမှအယုံကြည်မရှိတော့သည့်ပုံဖြင့်ကာကွယ်ရေးဝန်ကြီးဌာနစီယုံတို့လာရောက်ယုံထိုင်ကကျွန်တော်တို့အားလုံးပေါ်တွင်လုံးဝအယုံကြည်မရှိတော့သည့်ပုံကိုသက်တည်ပြနေနေသည်ဦးနေဝင်ကကျွန်တော်တို့အားလုံးပေါ်တွင်မယုံကြည်ခြင်းသည့်သဘောတက္ကရာတွေထင်ထင်ရှားရှား ပြသွားသည့်ကြားမှပဲကျွန်တော်တို့လောက်ငယ်သားတို့အတွင်းဘုံနိုင်မဖိနိုင် စီဝိုင်းနှိမ်ကြပြည့်စည်မှုအငင်းကုန်ဖြစ်ခဲ့သည်ထိုအကြောင်းကိုအစမှအဆုံးပြပြဝဝပြောပြပါမည်မြမဆိုရှယ်လက်လမ်းစဉ်ပါတီဤစီဝိုင်းစီမံကိန်းမှာတိုးတက်ဖွံ့ဖြိုးမှုမရှိသည့်အပြင်ဒဇရဇကြဆင်းပြည့်စည်ဆုံးရှုံးလာခဲ့သည်ပြည်သူလူထုနဲ့နာဆုံးရှုံးနေသည့်ကိစ္စများမှာ ပြည်သူတို့အကြားတွင် နားမခံအောင်ပြောဆိုနေကြသည်ကျွန်တော်တို့လူကြီးပိုင်းတွင်လည်းအချင်းချင်းပြောဆိုဝေဖန်ပစ်တင်လျက်ရှိကြသည်ထို့ပြင်တိုင်းပြည်တကားဘိတ်စီပွားရေးမူဝါဒမှားယွင်းကြောင့်နိုင်ငံခြားငွေကလည်းတဖြည်းဖြည်းရှားပါးချိုးတက်လာသဖြင့် တိုင်းပြည်တွင်မှရှိသည့်တရံဇာတာပစ္စည်းတွေလည်းထုတ်ရောင်းရရသည်ကိုထုတ်ရောင်းရင်းကစင်းရဲစင်းရဲမွဲပြကြသည့်စီပွားရေးအခြေအနေကိုကြုံနေရလေတော့ဤ မင်္ဂလာလုံးလင်ခွဲမှာစီဝါရေးပညာရှင် ဥပငိန်ကိုလက်သေးဖြင့်ထိုးမိဘုံမူကြီးတောင်းကြီးဒီလိုနဲ့တနေ့သောအခါတွင်ဘာဖြစ်လာသလဲဆိုတော့တိုင်းပြည်မွေးပြကြသောစီဝါရေးကြုံရအောင်စီမံရေးသားပုံစံချသောစီဝါရေးဆရာကြီးဥပငိန်နဲ့ကျွန်တော်တို့စစ်ဘိုးတွေကြားပြိပက္ခကြီးကြီးမားမားကြုံရလေတော့ဒီထုံးလေးကိုကျွန်တော်သတိရနေပါသေးသည်ထိုစဉ်က နိုင်ငံတော်သမ္မတကြီးဦးနေဝင်နိုင်ငံသားစုဆေးကုသွားပြီးပြန်လာမိနေဖြစ်သည်ဦးနေဝင်ဆေးသွားကုသောနိုင်ငံသားခီးမှာရက်သက်တတပတ်မဟုတ်နှစ်ပတ်လည်းမဟုတ်အနည်းဆုံးတစ်လနှစ်လတော့ကြာတတ်သည်ဒါကလည်းဦးနေဝင်နိုင်ငံသားခီးသွားလျင်တိုင်းပြည်ကိုစနစ်ကြကိုကဲပေးနိုင်သည့်ဗိုလ်ချုပ်ဆိုင်ယူကနိုင်ငံမှာကြံရင့်နေတော့ဦးနေဝင်ကစိတ်ချလက်ချခီးသွားနေနိုင်ခြင်းဖြစ်ပြီး ဝရုပ်ဆိုင်ဥမှာ စိတ်ကောင်းရှိ၍စိတ်နေသောတာအင်းသေးသောဦးစည်းအရာရှိကောင်းတို့ဖြစ်သည်အထက်နှင့်အောက်ဆက်ဆက်ကုတ်ကဲသည့်နေရာတွင်အလွန်တော်သူဖြစ်သည် ထို့ကြောင့်ဦးနေဝင်းကနိုင်ငံကိုပြစ်ပြီးရပ်ပေါင်းများစွာပင် နိုင်ငံများသို့ဆေးကုသွားနိုင်ခြင်းဖြစ်သည်ထို့ပြင်လည်းဦးဆိုင်ဥကဦးနေဝင်းအတွက်ဆိုရင်ဘာပဲလှုပ်ပေးရပေးရလှုပ်ပေးမည်ဆိုသောသဘောထားရှိသူဖြစ်သည်ဤသို့ဖြင့်ပြောရဦးမည်နိုင်ငံတော်သမ္မတကြီးဦးနေဝင်း နိုင်ငံသားမှစေကူကြီးပြန်လာမိနေကလင်းမြန်စိုက်မိအချိန်မှာညိနဲ့ပိုင်းဖြစ်သည်လင်းကညိနဲ့ပိုင်းမှာစိုက်မိဖြစ်ကျွန်တော်တို့ကြိုးစုံမိသူများမှာအဖျော်ရမကားလေးမှီဝဲလိုက် စကားပြောလိုက်နဲ့အလာပအတလာပစကားတွေပြောနေကြသည်ညိစင်နိုင်လောက်ဆတနိုင်လောက်ရောက်သည့်အခါတွင်အရက်တောက်ရိပ်ပြီးကြပြီဖြစ်ထမင်းစားရန်ထမင်းပွဲများပြင်ဆင်နေကြပြီထိုနေ့ကဦးနေဝင်းကို လာကြိုကြသူ လူကြီးများမှာဗိုလ်ချုပ်ဆိုင်းယူကခေါင်းဆောင်ရေးဘုံမူကြီးကျော်စိုးဘုံမူကြီးတောင်းကြည်နဲ့အစင်မြင့်တမတော်ရာရှိများဝင်းကြီးများစုံလင်စွာပါရှိနေအထူးသဖြင့်စီဝါရေးစီမံကိန်းပါရဂူဥပညင်လည်းပါဝင်ပေသည်ဒီမှာမင်းဘာဖြစ်နေသည်လဲဆိုတော့စီဝါရေးပါရဂူဥပညင်က ကျွန်တော်တို့စစ်ဘော်တွေစီမံကိန်းကိုကောင်းထဲပေါ်ဒီမှာမြန်ပြည့်တိုင်းပြည်မွဲပြာကြနေသည်ဟုမြင်နေသည် ကျွန်တော်တို့စစ်ဘိုလ်တွေကလည်းဥပငိန်လောက်ကိုင်းဆောင်ရွက်နေသောစီမံကိန်းများကညံ့ဖျင်းသဖြင့် တိုင်းပြည်နင့်လာရသည်ဟုမြင်သည်ဤအမြင်ကွဲပြားမှု၏ပြိပက္ခသည်ယနေ့ညတွင် ထိတ်မနိုင်သိမ်းမရပေါက်ကွဲကြသည့်အခြေအနေသို့ဆိုက်ရောက်လေသည်ဒုံနေကြီးကဘယ်ကဘလို့ဖြစ်လိုက်သေးတော်မသိနိုင်ငံ၏စီးပွားရေးအတွက်အကျိတ်ခဲလေးတွေဖြစ်ပြီးမကြေမနက်ကြုံနေရသော ကျွန်တော်တို့နှင့်ဥပငိန်တို့အကြားပြဿနာကြီးကြီးမားမားပေါ်ပေါက်ခဲ့သည်ဥပငိန်က ရရှိန်ကလေးဖြင့်တော်တော်ကလေးထွေးပြီးမူးနေလျမ်းမှာအီတို့ပြောလေကျုပ်ချထားတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့စီမံကိန်းတွေမှာ ပါလီညီနာကမှလည်းအတည်ပြုပြီးပြီလွတ်တော်မှလည်းသဘောတူလက်ခံပြီးပြီအဲ့ဒီပထမလေးနဲ့စီမံကိန်းမှာအကောင့်ထဲဖို့သူတွေက အောင်မြင်အောင်မလုပ်နိုင်ကြဘူးစိုက်ပျိုးရေးကဏ္ဍမှာ ချမှတ်ထားတဲ့စီမံကိန်းလည်းမအောင်မြင်ဘူး။အခြားစီးပွားရေးအပိုင်းကလုပ်ငန်းတွေလည်းမအောင်မြင်တာဟာလောက်ကင်ဆောင်ရဲ့အကောင့်ထဲပေါ်နေသူတွေညံပြင်းလို့ဖြစ်တယ်။ဥပဒေပြောနေသည်ကိုစပွဲတွေမှာထိုင်နေသောဗိုလ်ချုပ်ဆိုင်ရာကကြားသည်။ဗိုလ်ချုပ်ဆိုင်ရာညာဘက်ဘေးမှာထိုင်နေသောနေရာစိုက်ပျိုးရေးဝန်ကြီးဘုံဦးကြီးတောင်ကြီးကလည်းကြားသည်။ဒီဘက် စပွဲကလထိုင်တန်းမှာထိုင်နေသောကျွန်တော်တို့လည်းကြားလေသည်ဤတွင်ဥပညာဤပြည့်တင်စကားကိုကြားသောဘူကြီးတောင်းကြည်သည်ပထမတွင်ဥပညာဟာခမရပါပြောတာလေခမရစီဝါရေးစီမံကိန်းကောဘလောက်ကောင်းလို့လဲမေးလေသည်ဥပညာကမင်းတို့စစ်ဖို့လေအသုံးမကျလို့မအောင်မြင်တာဘူးတော့မပြောပဲဘာကြောင့်ငါအစီမံကိန်းကိုလာပြီးအပြစ်တင်ရတာလဲဟိုပြန်ဟောက်လေသည် ။ဥပညေစကားဆုံးနေနဲ့ဘုံမူကြီးတောင်းကြီးကအမျက်ဒေါသချောင်းချောင်းထွက်ခါနေရာမှထား၍ဥပညေထံပြေးလာ၏။မင်းဘာလူဘဝစကားပြောရလဲကွာဟု စိတ်တိုင်းထွန်ရင်လက်သေးနဲ့ထိုးတော်၏။သို့သောဘုံမူကြီးတောင်းကြီးကိုဝိုင်းဝန်းဆွဲထားကြ၏။သူ့လက်သည်ပြင်းပြင်းတစ်ချက်ဥပညေထိုးမခံလိုက်ရပြီ။ပြောရန်ကြံသေးသည်ထုံနေကဥပညေပြောသောစကားများတွင် သူစီမံကိန်းကိုအကောင်အထည်ဖော်ရသောစစ်ဖို့တွေမခံမရနိုင်သည့်စကားများပါလာသည်ဥပညင်ကမင်းတို့တော့တုံးမကြတော့ငါစီမံကိန်းတွေပြက်စီးရတာကိုမင်းတို့ဟာမင်းတို့ချင်းမပြောဘဲနဲ့ငါ့ကိုအပြစ်တင်စကားလာပြောရသလားငါစီဝါရေးစီမံကိန်းနဲ့ပတ်သက်တာရှေ့နောက်ညှိနှိုင်းပြီး ချမှတ်ထားတာအသုံးမကျတာကငါမဟုတ်ဘူးကွာမင်းတို့ဝင်ကြီးဌာနတွေအသုံးမကျလို့တိုင်းပြည်ဒုက္ခရောက်ရတာကွာဟုတ်ဆက်ပြောလေ ထို့သောဥပညင်ပြောလိုက်သည်တွင်ဦးတောင်းကြီးကနေရာမှထားရပြီးဥပညင်ဟံဒေါသဖြင့်ပြေးလာက ပြောပြောဆိုဆိုကျင်းမောင်းဆဲဆိုပြီးလက်စည်းနှင့်ထုံးမြီလောက်ပါသည်ထိုခဏတွင်ဘုံတိုင်းကျဲပြီးရွရွတဲတဲဖြစ်လာကဘေးမှလူကြီးတွေကဘုံကြီးတောင်းကြီးကိုဝိုင်းဝန်းဆွဲကင်ထိန်သိမ်းကြရသည်ကျွန်တော်တို့ကတော့ယခုလိုမဖြစ်သင့်မဖြစ်ရာဖြစ်သွားရခြင်းအတွက်ဒီထက်မဆိုးသွားရအောင် ်ဝိုင်းဝန်းဖြန့်ပြေးပေးကြရသည်ဤသို့ပင်ထုံကြီးကနောက်ထပ်ပါမှပြဿနာမဖြစ်တော့ပဲပြီးသွားသည်၎င်းတော်တနာ ਈ ခန့်တွင်ဥနေဝင်ပါလာသောလေးမြန်ဆိုင်လာသည်ဒီတော့ကဥနေဝင်ကိုကြိုးစားကြသည်ညီမလက်သီးထိုးဘွဲကလေးဖြစ်ရကိုချက်ချင်းလက်ငင်းတော့ဥနေဝင်သိအောင်မီမထင်သို့သောအချင်းဖြစ်ပွားသောညီက လုံညွေးတက်ဖွဲ့ဝင်များလည်းပါလာသည် ဆိုတော့အဲ့ဒီ လုံချုံရေးရာရှိရာဂန်တွေကဥနေဝင်းကိုသတင်းပို့သည်ဟုယူဆရသည် နောက်တနေ့နံနက်တွင်ဥနေဝင်းကကျွန်တော်တို့အားလုံးကိုသူ့အိမ်သို့လာကြရန်ခေါ်လေတော့သည်ဒီမှာပင်ဥနေဝင်းကကျွန်တော်တို့အားလုံးကိုမေးပါလိမ့်မည်မင်းညာတော့ကမင်းတို့ဘာဖြစ်တာလဲထိုချိန်မှာမင်းညာကဖြစ်ခဲ့သောပုံကိုယ်တို့မှာစိတ်ဆိုးပြေနေကြပြီဘာကောမှအမှတ်မထားတော့သည့်အချိန်တွင်ဖြစ်သွားကြပြီဒီတော့ဥနေဝင်းကိုဤသို့ဖြေရလေသည်ဘိုးချုပ်ရဲ့မင်းညာက ကိစ္စဟာဘာမှကြီးကြဲဖြစ်ခဲ့တာမဟုတ်ပါဘူး။စားကြရင်တောက်ကြရင်နဲ့အငင်းကုန်ဖြစ်ကြတာပါ။ခုတော့လေဒါတွေပြီးတော့ပြီ။ခဏတစ်ဖြုတ်တော့ရေဟုတ်သေးဖြစ်သွားကြတာပါ။ဒီလိုတင်ပြလိုက်သည့်အခါဦးနေဝင်းကို ကြည့်ရသည်မှာ များစွာစိတ်မကောင်းဟန်ရှိပြီးဤသို့ဆက်ပြောလေသည်။မင်းတို့အခုလိုဖြစ်ခဲ့ရတဲ့ကိစ္စရက်တန်းကရက်ကြတော့တို့အနေနဲ့နိုင်ငံတော်အတွက်လုပ်ငန်းရပ်တွေကိုအောင်မြင်စေဖို့ဝိုင်းမီလှုံ့ဆော်ကြိုးပမ်းရန်ဖြစ်တယ်။ စီမံကိန်းရေးဆွဲတဲ့ပုဂ္ဂိုလ်ကလည်းသူ့အဖွဲ့အစည်းနဲ့သူရေးဆွဲခဲ့တာပဲဖြစ်တယ်။သူ့စီမံကိန်းကိုလည်းအားလုံးသဘောတူတင်မြအတည်ပြုပြီးသွားပြီ။ဒါကြောင့်အားလုံးသဘောတူထားတဲ့ကိစ္စကိုအောင်မြင်အောင်ဆောင်ရွက်ကြမှာဖြစ်တယ်။အောင်မြင်လို့ရှိရင်လည်းအောင်မြင်တဲ့ကိစ္စတွေကိုအောင်မြင်အောင်ဖြည့်ဆည်းပြီးပထမဆင့်ဒုတိယဆင့်အစသည်ဖြင့်ကြိုးစားပြင်ဆင် လုပ်ကိုင်ကြမှာဖြစ်တယ်။နောက်ကိုဒီလိုမျိုးဖြစ်တာမျိုးမကြားကြဘူး။ဦးနေဝင်းကထိုးသို့ပြေလျအောင် စိတ်ဆက်ရေးစကားပြောသွားတယ်။ ဒေါ်ပြည့်ရမှာအတော်ပင်အယုံဆိုးခဲ့သောကိစ္စပဲဘိုးရဦးမီထိုးစဉ်ကာလကကျွန်တော်တို့အစိုးရကြီးရာသုံးခန့်မှန်းကြီးဘတ်ဂျက်အခြေအနေမှာများစွာအခြေအနေဆိုးရရှိသည်ဘတ်ဂျက်မှာအမြဲလုံငွေပြနေသည်သို့သောဆိုရှယ်လေးစီးပွားရေးစနစ် စီမံကိန်းရေးဆွဲသောပုံကိုဥပညာကတော့အစိုးရကြီးဘတ်ဂျက်လုံငွေပြနေသည်ကိုလုံငွေမဖြစ်ဟုညင်းဆိုနေသည်သူကယခုလက်ရှိ ကုံသွေးကော်ပိုရေးရှင်းအမှတ်၁ မှ23ထိတို့ဝယ်ယူထားသောကုန်ပစ္စည်းတန်ဖိုးများစွာရှိနေသည်။ထိုကုန်ပစ္စည်းများတန်ဖိုးကိုတွက်လိုက်ရင် လုံငွေကိုဖြည့်ဆည်းပေးသားဖြစ်မည်ဟုအကြောင်းပြလေသည်။ဥပမာဒီလိုပြောလာသည့်အခါကျွန်တော်တို့မှဘာမှမပြောနိုင်ကြ။အော်ဟုတ်လားဟုသာပြောကြသည်။ဘာကြောင့်ဆိုသောကျွန်တော်တို့ကစီမံကိန်းရေးဆွဲသူလုပ်ငန်းအပေါ်တွင် အနှင်းငယ်များပင် နားမလည်နိုင်ကြ၏ဖြစ်ပါသည်။ ဤပြောသည့်ပုံရဆိုရင်အစိုးရ၏ရာသုံးပန်းခြင်းဘတ်ဂျက်မှာလုံငွေမပြဘူးဒီပိုဇစ်မဖြစ်ဘူးဆိုဒီကိုယုံကြည်လိုက်ကြရလေတော့ဒီနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး တင်ပြသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ